အာဒီကောင်ကချက်ယူတာလို့ပြောကြလိမ့်မယ်အဲ့ပြောတဲ့သူကသူမစင်စားမတွေ့တော့တော်တာဘာလို့ကိုလည်းဒီဘဝတက်လာဆိုသူဘဝမင်းနေကျွန်တော်လက်ခံလာမသိဘူးကျွန်တော်ပြောတဲ့စကားလေးတွေမှားသွားရင်ခွလွပေးဒါပေမဲ့လုံးဝမှန်တယ်နော်ဟာဒီကောင်ကချက်ယူတာကဒီကောင်ကဒါပေမဲ့အဲ့လူတိုင်းကချက်ယူဘဝနေစတင်လာတာပဲချက်တည်းဘာလို့တော့တမ်းမွေးပြီးဘက်ကတန်းတက်လာတပ်ပြီးညက်တော့ညံတော့ရတာတူတောင်းပါ ဲ့ဒါကျွန်တော်ပြောချင်တာသူတို့ကအချာအမြင်ဆရာတွေကြားဆရာတွေတင်းဟိုအတွေ့အကြုံတွေကသူတို့တင်းပေးခဲ့ဟာဒါအတွေ့အကြုံတွေကတော့လေးစားမှုတကယ်လေးစားပါတယ်ဘာလို့လဲဆိုတော့ဒီလုပ်ငန်းတွေကဟိုဘယ်လိုလဲလေးနက်မှုရှိမှအောင်မြင်တော့ဒီနောက်ကနွက်တယ်ဟိုဘက်ကထွက်တယ်ဒီဘက်ကကြည်ရနောက်ပြီးမေ့သွားတယ်နော်ဟိုချို့ဆိုကျွန်တော်တို့ဆိုဘလောက်မှတ်ထားအောင်ဆိုတော့တတိရှုံးတာညိုင်တာညားလုံးလုံးဘလို့ဖြစ်တော့ဆိုတော့ဒါကလေအပြန်လိုင်းရဲ့နောင်နာများဆိုတဲ့စောက်ကိုသူထုတ်မယ်ဆိုရင်တိရ တူတော်တော်ကြီးလာပြီတူတော်တော်ကြီးနေလောက်ပြီတိလားဟာလာကိုတကယ်တော်တော်များအဲ့လိုကိုဘွားကိုချက်ယူလို့အပြောမခံရင်ညီကိုကျွန်တော်ဒီစပိုးလို့ကြည်တာချက်ဆိုတာသူများရဲ့ဘလို့ပြောနေကိုပုတ်တာကျွန်တော်မာကုံကောင်းရတယ်ချက်ဆိုမိုင်းနိုင်တယ်မာကုံကောင်းမဲ့ဒုတိယတစ်ချက်ပါလေချက်လျားတွေလဲတွေငုတ်တွေချက်ယူတွေကိုတောင်းလို့ဥမာချက်ကဟိုချိုးဆိုရင်ဆယ်လာသားနဲ့ပို့တယ်ကိုအတက်လက်ပလိုက်အဲ့နောက်နေ့ဆက်ရလာသားမှပြန်ပို့အဲ့ချက်က ပြမချက်ချင်းတူရင်တော့မှအယိုးကစားပါလားလှုပ်ကြည့်တော့အဲ့လိုအပြောမခံချင်တဲ့ညီကိုတို့ပြောပြတာမနေနိုင်တော့ညီကိုပြောအပြောစက်တဲ့ဒီခံရအောင်ပါပဲဆယ်လာသားမှာအချွေပုတ်ကြလားမပုတ်နဲ့အတက်လက်ချက်လားအတက်လက်ပြီးတလာပိုင်းလာမှပုတ်အဲ့ဆိုကျကခါလဲကြောသွားပြီအဲသူလက်ချက်ချက်ကိုလက်ချက်ချက်အသားနိုင်စိမ့်နေမမယုံအဲ့နှကောင်တွေ့ကြည့်လိုက်ဆယ်လာသားနဲ့ဟိုခါလဲသားနဲ့လေကလေးကလေးပဲချက်ကောင်းရမလို့တိုက်စင်ကြသွားရင်ကိုကမညာမတာ ဖက်ထွက်တော့မိန်သားကိုကအကြိုက်ချလို့ရဒါချက်ယူလို့လည်းကိုမခေါ်ရတော့လीကျွန်တော်ချက်ယူပါလို့အပြောမခံရင်ကျွန်တော်ပြောသူရဲ့ post တွေလို့ချက်မာရမယ်ကြီးရမယ်ကိုငုတ်ပြီးပူနေရမယ်ဒါဆိုညီလေးချက်ယူလို့ကိုမပြောစရာချက်လမ်းတွေတော့မှလေးစားပါဘဘကြီးဖြစ်သွားစီရမယ်သိရမလားဒီ comment အောက်မှာဟိုတချို့လူတွေဆိုကျွန်တော်လာမှန်နေပါမင်းတို့ဆရာကြီးမရှိပါဘူးမရှုံးမှုရဲ့သူစက်သမားမရှိပါဘူးပြောတော့မှန်လိမ့်မယ်ဒါမင်းတို့အဲ့လူတွေကဘယ်လိုပြောမလို့များကျွန်တော်ပြောချင်တာ ကျွန်တော်ကျွန်တော်ကျွန်တော်အထင်ပါတော့ဘာပဲလို့ဆရာရှိရနပိဗုဒ္ဓါဆရာရှိရဥပမာသမင်းဟုတ်ချက်တာဆရာဆရာရှိရဗျာဥပမာကျွန်တော်ဒီချိန်ထိကျွန်တော်အခုချိန်ထိကျွန်တော်သမင်းဟုတ်ချက်တာမိုးရုပ်စကျွန်တော်ဖះပြပြကြစီစီတော့အိမ်မှာအမှန်တိုင်းပြောရင်ဒါတစ္ဆာပဲတစ္ဆာဆိုတာအမှန်တိုင်းပြောအောင်မြင်တာပဲကျွန်တော်မိုးရုပ်ဒီချိန်ထိကျွန်တော်သမင်းဟုတ်ချက်တာဒီတစ္ဆာမှာအောင်မြင်ရပါစေဗျာသိမလားကျွန်တော်ပြောရင်တော့နော်ဒီကိုရီကိုကျွန်တော်ရဲ့ post တွေကိုကြည့်တဲ့သူတွေဆိုရင်ကျွန်တော်ကျွန်တော်ဖြစ်စေချင်တာပေါ့နော်ကျွန်တော်ဒါစံတာလေးပါတခါတပည့်ခံပြီးတစ်တန်းလုံးကျွန်တော်ဆရာလုပ်စေချင်တာ ။ဒါပြီးတော့ကျွန်တော်ရဲ့တိရတဏ္ဍာရီညီကိုအလကားမျှဝေပေးရနော်ညီကိုလေး။ဒါတကယ်ကျွန်တော်လက်တွေ့ကျွန်တော်တိရရီဝေပေးညီကိုအားလုံးမင်္ဂလာပါဗျာ။အဲချော့ပြောတယ်ဗောနော်။အဲကိုပေါ့ကျွန်တော်တို့ဒီဗောနော်ချက်တီကိုကျွန်တော်တို့အမြဲတမ်းကြမ်းမာစေခြင်းနဲ့အဲဒီဗောနော်အမြဲနွေရာဒီတို့နွေရာနေတဲ့ဆောင်းအကူလေးမှာကျွန်တော်ကြောက်ရတယ်။နောက်ပြီးမိုးများတဲ့အချိန်မှာကျွန်တော်ကြောက်ရတယ်။အဲ့အချိန်ဆိုကျွန်တော်မိုးရွာရင်ကျွန်တော်ဒါကြောက်နေရတယ်။ဆောင်းတဲ့နွေနဲ့ကူးမှလည်းဒါကြောက်။ဒါကြောက်စရာမလို့။ဒါရတစ်ချိန်ချိန်မှာ တနေ့မဟုတ်တနေ့ဒါရချုံပါပဲဘာလို့စောင်းတဲ့ຫນွေလဲတခြားဘက်ကူးမှလေဟာနှစ်တိုင်းကူးတယ်ညီကိုရအောင်လို့ဒါကြောက်စရာမဟုတ်ဘူးမိုးရွေးမိုးကတော့ကြွားမှာပဲမိုးကတော့ကျွန်တော်တို့ငွေလေးတော့ပူတော်ကောင်းသေးခုနှစ်ဆွေမိုးတို့ဘာလို့စနေမိုးဆိုဆွေမိုးရအတော်ရှိသေးတယ်ဒါတွေကိုကြောက်နေလို့ရှိရင်ဒါချက်ကမွေးလို့မရဘူးလေအညီကိုရင်ထဲမှာပါအောင်ကြောက်စိတ်ကင်းဝဲနေရအဲ့အချင်းတော်ကချက်ရနာတယ်အဲဘာလို့လဲဘယ်လိုလုပ်သင့်လို့အဓိကကျွန်တော်ပြောချင်တာအဲကိုမွေးတာရဲ့ချက်ကလေးတို့တော့အမြင်နဲ့စဉ်းစားသိချင်တယ်ပေါ့နော်ဒါပြန်လို့ ချို့ကတော့ညှော်နှင်းထားတာနဲ့ဖြစ်မလာဘူးတကယ်မလားဒါမှမဟုတ်ကျွန်တော်ပြောချင်တာအဓိကချက်ကပါလေကုဆိုင်မှုအကောင်းနေရမယ်အရှိနေသူရက်စစ်စတာနေအကောင်းမယ်เนาะချက်ဆိုတာနောက်ပြီးချက်သဘောတရားရှိပြီချက်ရမာလာဒီခံနိုင်တဲ့အခြေအနေရှိလာပြီရာသီဥတုတန်တွေခံနိုင်ရလေးပြအသက်ကြီးလာလေးပို့ပြီးခံနိုင်တဲ့အခြေအနေရှိလာလေးအဲချက်တရားဘယ်လိုပြောမလို့များဥပမာကျွန်တော်တို့ဘယ်လိုအခြေအနေဖြစ်လို့ဆိုငငယ်ငယ်ဆိုသူတို့တန်မခံနိုင်ဘူးမိုးများရင်သူတို့ဆုံးရှုံးသွားနိုင်တယ် မူးများရင်ပေါ့နော်စောင်းတွေနေနဲ့နေနဲ့စောင်းနဲ့ကုတဲ့အချိန်ကလည်းကြက်ကြီးတွေပေါ့နော်6လ10လရွေးမှာဖဖဖဖဖ6လ9လမှာအဓိကကျွန်တော်ကဘာတွေကြံလုံးကြည့်လိုက်နော်အယူကြက်မှာလူမှာအမျိုးကြက်မှာအယူအဲ့အယူစတီကောင်းတဲ့ကြက်တွေကြံနေခဲ့တယ်နောက်ပြီးတော့ဟိုခရနာပုတ်တဲ့ကြက်တွေတို့ပါလို့ဆိုရင်လွတ်လွတ်ကြက်တွေပေါ့ဒီဘွဲကငါခိုင်းပြီးသွားပြီဒီဘွဲတော့ငါရှုံးသွားလို့ငါတားပေါက်သွားထားတယ်လွတ်တာလွတ်တာကြက်တွေလည်းခံနိုင်တန်းခံနိုင်တယ်ဗျအဲ့ညီကိုသတိထားမိလားမသိဘူးအဓိကကကြက်က အရိုးလေးကောင်းရမယ်မာကုံလေးလည်းကောင်းအောင်မယ်ဆိုပြီးအဲ့ဒီယောဂလက္ခဏာတွေကိုတန်ဟောခံနိုင်ငယ်ဗျာဒီကိုမယုံမရှိတဲ့အတန်တကယ်ပြောတာနော်ညီကိုကြီးလောက်ကြီးအနောက်သူတို့ကတော်တော်များများလဲစားတယ်ဗျာသူတို့လိုအပ်တဲ့သူတို့လိုအပ်သူတို့သူတို့စားတယ်စားတော့တတိယဝရတယ်ဝရတော့အားရှိတယ်အားရှိတော့ရစစံကိုကအားကြီးတော်တော်ကောင်းတယ်ဗျာတော်တာမနာဘူးဗျာအဲဘယ်လိုအချိန်မှဆုံးရှုံးတယ်လို့ဆိုတော့ဟိုမေးခွဲလေးတွေဖြစ်ကုန်ကြောင်းကြောင်းဖြစ်ပြီးတော့ချီပြီးချီစိမ်ပါပြီးတော့ဆုံးရှုံးတတ်တယ်နောက်ပြီးတော့ဟိုຫນွေနဲ့စောင်းတဲ့အချိန်မှာ ဟိုရှစ်လာသား၉လာသားတွေဆုံးရှုံးတတ်တယ်။သူကတော့ကြက်နာပေါ့နော်။အဲအများအပြားတစ်ချံလုံးပြုတ်သွားရင်တော့ဘယ်ယာကြီးကြံတော့ဆိုအများစုမိကိုယ်တွေကြံတဲ့ကြက်ကြီးလိုက်တော့အယိုးကောင်းတဲ့ကြက်တွေအယိုးကောင်းတဲ့ကြက်တွေတို့သုံးနှစ်သမီးတွေလိုလေးနှစ်သမီးတွေလိုတစ်နှစ်သမီးတွေလိုဆိုပါအဲ့လိုမှကြံလာဟိုလိုတချွဲလေးတွေဟိုခလေးပေါ့နော်ကိုးလာဆယ်လာဘ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 ာတမြန်နေမမိနဲ့မယုံမရှိနဲ့ဒီကကျွန်တော်မှားရင်ကျွန်တော်ပြန်ပြောချက်တယ်လို့သိမလားဘာပဲလုပ်လို့အခက်ခဲအကျတဲ့ဆိုတော့ရှိရမယ်အခက်ခဲအကျတဲ့ရှိလာရှိလာမှာ အောင်မြင်မှုဆိုတာရှိမှာပဲအကကဲမရှိဘူးအောင်မြင်အကြတဲ့မရှိရင်ညီကိုတွေအဘာဖြစ်မလားပြောအဓိကဘာလို့ရီမန်းချက်ကြီးကြီးထားရီမန်းချက်ရှိရသူကအောင်မြင်ခြင်းကိုကောစင်းကြီးတွေတော်တော်တင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြောနေတာအရင်ကိုကောရဲ့ရှေ့မှာကျွန်တော်တို့စီနီယာဂျူနီယာကြီးရှိမယ်လို့ညွှန်နေတယ်ဘာကြောင့်ကိုကောဘာလို့ဒီလိုကြီးပေါ့နော်ဟိုဥမာကိုကောရဲ့ကျွန်တော်ပြောမယ်ဟာကိုကောစာတက်လာရင်တော့စာမယ်စာနာမတက်ဘူးနော်ကိုကောစာနာမတက်ဘူးအဲ့ဒါကိုကောက ဟိုတော့ဒီဘက်ကျွန်တော်ပြောချင်တာဒီဟိုခွဲစိတ်မှုပိုင်းနေရောနားလဲလားတနပ်ပတ်တဲ့ဘာတွေနားလဲလဲဟိုဥပမာပြောဘိုလ်လူတွေမဟုတ်တော့စေးဘက်ဆိုင်ရာနိပညာတွေရောကိုကောင်နားလဲလားမေးလိမ့်မယ်ကျွန်တော်ဘာမှနားမလဲပေါ့အဲ့ဆိုကိုကောင်ဘာလုပ်တော့ကျွန်တော်အတွေ့အကြုံစကားပြောသွားတာကျွန်တော်ဘောမှာကျွန်တော်ဘာမှမသိခဲ့ဘူးကျွန်တော်ဘာမှမသိဘူးဘာမှမလုပ်ဒါမှမဟုတ်ကျွန်တော်သိခဲ့တဲ့သိခဲ့တဲ့အတီတွေနဲ့စောက်တင်ပြီးတော့ကျွန်တော်ကအဓိကကျွန်တော်စူးစမ်းစိတ်တယ်ပေါ့နော်စူးစမ်းခြင်းစိတ်ကကျွန်တော်ရဲ့ဟိုထိတ်ဆုံးကိုကျွန်တော်ရောက်ချင်တာ ။ဘာလို့လဲကျွန်တော်လေ့လာတယ်ဗျ။ကျွန်တော်လေ့လာတာတွေမှတ်သားရင်လေ့လာရုံနဲ့ကျွန်တော်မရဘူး။ကျွန်တော်တခါတည်း practice တခါတည်းစဉ်းနေပြီ။တခါ practice ပြီးတော့ကျွန်တော်ကနောက်ပြီးတော့ချက်တွေကိုအဓိကကျွန်တော် glue site နေသမျှအရာထင်တယ်ဆိုလဲကျွန်တော်ပြောခြင်းတယ်။ကျွန်တော်ဘာဖြစ်တယ်အော်ချက်တွေကဘာဖြစ်တယ်အော်ချက်တွေနာနေရကျွန်တော်နာနေဘယ်ချိန်မှဘလို့တနောက်ပြီးတော့လူတိုင်းမှာအုံတော့ကပါတယ်ညံပါကြဘူး။ဟုတ်လားကျွန်တော်ပြောချင်တာ addition တော့ဘာလို့လဲကျွန်တော်ချောင်းတာချောင်းတာမနေ့ကကျွန်တော် star တွေးတယ်ကျွန်တော်ဘာလို့လဲဆိုကျွန်တော်အမြဲတွေးနေတဲ့သူတယောက် ဟိုသူချောင်းနေတာချောင်းနေတာမနေ့ကြီးမြူးတဲ့အချိန်ကိုကြက်မြူးတဲ့အချိန်ကိုခဏတိမ့်တာမယ်ညနေကြက်မြူးတဲ့အချိန်ကိုခဏတိမ့်တာမယ်သူ့ရဲ့ချောင်းအမြင့်ခုံးမချကျွန်တော်တိမ့်မယ်ဒါလေးရာဆောက်အုံနောက်ကလူတိုင်းရှိရင်တော့ညံလုံးကလူတိုင်းမရှိကြအောင်တော့အဲ့ဒီနဲ့ကျွန်တော်ပြောချင်တယ်အထွဲဆိုတဲ့အထွဲအထွဲစီကျွန်တော်ထုတ်နေရမဟုတ်ဘူးကျွန်တော်ကုမ္ပဏီထုတ်နေရမဟုတ်ဘူးကျွန်တော်စီးနေနားလေလို့ကျွန်တော်ထုတ်နေရမဟုတ်ဘူးဒါမျိုးကျွန်တော်အထွဲစီလို့ကျွန်တော်အမျိုးမျိုးသုံးကြည့်တယ်ဘာလေးနဲ့ဆင်ပြေဘာလေးနဲ့တကယ်လက်တွေ့ပြောက်တော့ကျွန်တော်အဲ့လိုမှကျွန်တော်ဝေဖန်ပြီးပိုင်းချပြီးမှကျွန်တော်ရဲ့ဟိုဒီတော့တတိယဒီကိုကျွန်တော်တင် အဲပွေးစစ်ဆိုလည်းအဲ့လိုပဲပွေးရှင်ဘာကြောင့်ကျက်နေမခွတ်တာလဲမျက်လုံးတွေဘာကြောင့်မိုးသွားတာလဲဒါကကျွန်တော်ကအမင်းအတွေ့နဲ့ကျွန်တော်လက်တွေ့နဲ့ပေါင်းပြတယ်ဘာလို့ကျွန်တော်ချော်ကီတယောက်ပြကျွန်တော်ကုလည်းချက်ကိုရေးပေါ်လိုက်တဲ့အချိန်မှာဒီမျက်နှာတွေကမိုးသွန်းသူတစ်ဖက်သားပြိုင်ဘက်ကခွတ်လို့မဟုတ်ဘူးနော်မျက်နှာတွေမိုးသွားတာဒါမှလို့ဆိုတော့ဒါရကျွန်တော်ရဲ့အတွေ့အကြုံတွေကိုကျွန်တော် share လိုက်လို့ပြမကျက်ပွေးတွေပါရှင်လုံးဝမသွားတဲ့လို့ဝိုင်းမစင်းတဲ့ချက်တွေကိုပြောပြ အပွေးတွေတို့ကျွန်တော်တက်နည်းတွေပါရဆိုကျွန်တော်အများကြီးဆေးတွေအများကြီးသုံးခဲ့ဘူးလူဆေးတွေသုံးလူသုံးတဲ့ဆေးတွေရဆိုကျွန်တော်သုံးခဲ့ဘူးပဲကျွန်တော်ကဆရာဝန်တယောက်မဟုတ်ဘူးပဲလူနာများတယ်ဘာလို့လဲအိမ်မှာစက်တွေအများတော့အဲ့လိုပဲဆရာဝန်စီမှာလူနာရှိရအစမ်းမဟုတ်သလိုပဲကျွန်တော်အိမ်မှာကျွန်တော်ဆေးနဲ့ပတ်သက်ပြီးတားဝါသနာကြီးတော့အိမ်မှာစက်ဟိုစက်တို့ကျိုးစက်တွေလူနာများတယ်ပေါ့နော်ကျွန်တော်ပြောစက်တွေဂိဟုဘလောက်ဆိုဆိုကျိုးစက်ဥပမာနေဘူးထဲမှာကျွန်တော်ထားတယ်နေဘူး နေလာတာများသွားနေလာနေကနေကိုရှင်းနိုင်ကူနိုင်နေမှာနေလာတာကိစ္စမရှိဘူးမယုံစင်နိုင်ကျော်၁၇ဆနစ်မှာလှမ်းကြည့်လာကြက်ခရခရခရ natural ကတည်းကဒီကိုအဲ့ဒီအရာအစားကျွန်တော်သွား၆လောက်ကြွတာအစားကျွန်တော်သတိထားတယ်တခါဒီငုံကြမဲ့ကြက်ကဒီကဘဲသွားနေသွားတာဗျအဲ့ဒီအစားကျွန်တော်တအားသတိထားတာဘလောက်ထားဆိုကြက်တည်းရဲ့အတန်နေရအစားနော်ကြက်ချွဲဆိုကြက်ချွဲတန်လေးရအစားကြက်ကြက်လိုက်တော့မဲ့အတန်ဆိုလိုက်တော့မဲ့အတန်ကြက်ဥမာဆိုကြက်ဥမာအတန်ကြက်တည်းရဲ့နောက်ပြီး လာနာလာသူတို့ခွင့်ကျင်တဲ့စိတ်ကမှပတ်သက်မရှိတာရှာလို့ရတယ်ဗျညောင်ကြီးကတော့ဂျီမန်းညမရှိတာအဆိုးဆုံးပဲဗျနော်ဒီမှာညမရှိရသေးဘူးမတကယ်လမ်းပြောက်သွားမှာသိရမလားကျွန်တော်ပြောချင်တာအခက်ခဲအခြေအနေအခက်ခဲတွေအများကြီးကြုံလာမယ်အခြေအနေအများကြီးရှိလာဆိုအဲ့လူတယောက်ကအောင်မြင်မှုလမ်းစာတော်တော်နီးနေပြီဗျနော်ကျွန်တော်တို့ချက်တယ်လေအဲ့လိုပဲတချို့ဆိုကျွန်တော် မေးကြတယ်ဟာကိုကောကျွန်တော်တို့ချက်တယ်ဗျာဘောတော့ချွတ်ဘလို့ထုတ်ရလဲ ပြန်သိန်းကိုဘယ်လိုလောက်ရလဲအဲနောက်ပြီးတော့ကြက်အချွဲဘယ်လိုချလဲနောက်ပြီးကြက်တိုက်ပြန်လာချိန်မှာဘာလို့သာမုံကုတ်ကုတ်ဖြစ်နေကုတ်ချောင်းချောင်းဖြစ်နေတယ်ဘာတွေလုံးတင်တယ်လဲနော်မင်းရဲ့မိကုန်းတွေကအများအားအကြောင်းထက်နေပြဒါတွေကကျွန်တော်ဖြေရတာလည်းယိုးနေပြီဂျီကိုတွေကဘာလို့မေးတာလဲဆိုတော့ကျွန်တော်သိတယ်ဘာလို့ဆိုဘာလို့ဆိုတော့ဂျီကိုတွေကဒီဘက်ကနေဝင်တယ်ဟိုဘက်ကထွက်တယ်အတိတ်ကရင်မက်နဲ့နားပထောင်အတိတ်ကကျွန်တော်ကဘာနဲ့ရင်မက်နဲ့နားထောင်တယ်မလားကျွန်တော်တချင်းတစ်ပုတ်ကျွန်တော်ရင်တော့တချင်းပုတ်ကိုနားထောင်နေတာအမှန်တရားပြောတာကျွန်တော်ဆိုရင်တကယ်ပြောတာကျွန်တော်ရှင်းအားရင်မက်နဲ့ကျွန်တော်နားထောင်တာဒီကျွန်တော်နားနဲ့နားမထောင် တကယ်ခံစားချက်အခု mus ဝင်ပြီးတော့ကျွန်တော်ဆိုရင်ဒီရုပ်ကြိုင်းတဲ့ခါလေးမျက်ရောင်ကြာဘူးခဲ့ကျွန်တော်ဆိုမိုးရင်းနေပါဆိုကျွန်တော်တာပျော်တာဘာလို့လဲကျွန်တော်တခါလေးစိတ်ညစ်နေတဲ့အချိန်မှာမိုးရင်းမှသိတာအလောအလက်တွေပါမြောက်မြဲပြီးကျွန်တော်ဘယ်လိုတော့ဒုတ်တယ်ပြီးငိုတယ်ကျွန်တော်အဲ့ငိုတဲ့အချိန်မှာကျွန်တော်လူတွေအဲ့ငိုတာမိုးတဲ့မိုးနဲ့မျက်ရင်နဲ့ဆိုအတူတူရောင်းနေတဲ့အချိန်တော့ဒါဘယ်သူမှမသိဘူးသတိမထားမိဘူးအဲ့တော့ကျွန်တော်မိုးရင်းတာတာတာကြိုက်တယ်သိရမလားအဲစကားရနည်းနည်းလေးအားတော့နားတယ် ကျွန်တော်ချက်နဲ့ပတ်သက်တာကျွန်တော်ပြောပြမယ်နော်ညီတို့ဥမာကျွန်တော်တို့ချက်ကခွတ်အောင်မလုပ်မွေးအလွဲလေးနေညီကိုညီမမလိုက်စီနဲ့ရေခဏခဏတိုက်ချက်မွေးချက်ကင်မပြေးနဲ့ပုံမှန်လေးပဲကျွေးဒါဆိုရပြီညီကိုအဲချက်ခွတ်အောင်မွေးနေပဲအလွဲဆုံးတော့အယိုးရှင်ဆုံးဘောကျွန်တော်တို့နေကူးရက်စတိဘယ်လိုလုပ်လဲလူနိုးလေးနဲ့ကြောက်ကာချက်လေးနဲ့ရောမြတိုက်လိုက်တော့မလို့တထောင်လောင်းနေလာရှင်းရှင်းလေးညီကိုအဲ့တော့တိုက်ပြလာချက်ဒီကိုကုတ်ချောင်းချောင်းဖြစ်တယ်ဘာဖြစ်တော့ချက်ပေါင်းရေးတိုက်လိုက်ဗျချက်ကိုအမြဲတမ်းအာဘူးလေးချက်ဖူလေးတော့အမြဲတမ်း အဲသူတော့နော်မနက်ခံရတဲ့ခါလေးထိုးပေးနှစ်ရက်လောက်ပဲထိုးပေးလိုက်အမလီဒါလေးချက်ကတ်သွားတာပဲနော်အဲ့နောက်ပြီးတော့ဟိုပုတ်ပြန်လာတဲ့ကြက်ဒီပါကြီးဆိုရင်ပွေးရည်ပါကြီးမဆွေးအောင်ဘယ်လိုလုပ်အောင်ကျောအရက်ကလေးစောင်းတာအရက်ကပါအောင်သွေးစီးတို့ဘာတို့တော့ဒေါင်းလိုက်တဲ့ချိန်မှာ तू ကနည်းနည်းလေးအကွန်ဟော့တက်များတော့လေတိရမလား အဲ့ပွေးတွေကျွတ်တွေမလုံးဝမတက်ဘူးအဲ့တကယ်လက်တွေနော်ညီကိုကြီးအဲ့လူတွေနဲ့မှုံမဲ့ပေးရေရွာစစ်ဆက်ပြောင်းလို့ပေးဗျဒါဆိုညီကိုကြီးအဲ့ဒီကျွန်တော်ပြောတဲ့ပြဿနာတွေဘာမှမရှိဘူးဟာကောကကျွန်တော်တို့ခြေကုန်းလေးရောင်းနေတယ်တိုက်ပြလာတဲ့အချိန်မှာချက်ကိုလေးဖိဖိစစ်စစ်အုပ်သိဒါကျမရတာထိုးမလဲစင်းနဲ့အမြင့်ရနေခုံးချတော့ခြေထောက်တွေဒါနာတယ်ခြေတော်ကြီးကြီးတယ်ဗောနော်ကိုကကျွန်တော်တို့ချက်တွေပြဒီအထိတ်ချိတ်တွေမှာအလုံးတွေကဖြစ်သွားတယ်ဘာလို့အောင်လို့အားတိုက်ပြလာတဲ့အချိန်မှာဆိုရင်ဒီဘောနော်သူအတက်နဲ့ထိုးခိုင်းလာတာပောက်ပြရာရှိတယ်လူကြီးဂယုမဆိုင်လို့ထုံးလေးအောင်တာ အထုံးကဘာတတ်တော့မသိဘူးဗျအဲ့အတက်ဆွေးပေါ်တာတို့ခေါ်ဒီကပေါ်တာတို့မဖြစ်တော့သိမလားဟိုရှေးအိဒီပိုင်းတဲတယ်ကိုကဘာလို့အောင်မလို့ဆိုတော့သူအဖိုးကြီးအာချက်စီလေးရှိအာချက်စီနဲ့လိမ့်ပြီးတက်ပြောက် အာချစီရှိရအာချက်တီဖြစ်နေရပါတော့မလို့ပြားကြီးတုံးလို့လဲရတဲ့အဖိုးကြီးအာချစီလိမ့်ပြီလို့လဲရဒါရယူပစ်တို့ပျောက်တယ်ညီကိုချက်စင်းကြီးကတကယ်တော့ဘာမှမရှိဘူးတော့ညီကိုဒါချက်ချီရလောက်ကတော့1စစ်တွေတာ2 1စစ်တွေနဲ့ချက်ပေါင်းရတာတိုင်အာဒါကတော့ချက်ချီရလောက်ကတော့ဒါစကားတွေကိုထည့်လုတ်ပြောစရာအောင်မလို့တော့ very easy ပဲဒါအတောင်မခိုင်းတာဘာကြောင့်လဲဒါရယရှေ့လူကြီးတွေပေါ့နော်ကျွန်တော်ပြောချင်တဲ့စကားလေးကတရားမကောင်းသူကောင်းမဖြစ်နော်တေချင်တဲ့ကြတော်ပြောင်းဒါရအဲ့လိုပဲပြောကြ ။ဘာလို့သူတို့ကမှန်တိုင်းနဲ့ရှိသူတော်တယ်ဘာလို့သူတို့ကအတွေ့အကြုံတွေအများကြီးရှိခဲ့တာကိုဟိုအဆက်ဆက်အခက်ခဲအခက်လာလာတော့နေ။ဒါပေမဲ့ကျွန်တော်ပြောနေတာမတန်းတာအတောင်မခံတာဘာကြောင့်လဲလို့မဆိုင်ပါဘူး။ဘာကြက်မခံတော့ကျွန်တော်လာလက်တွေပြော။အဲ့နောက်တစ်ချို့တော့ပြောချင်သေးရဲ့။အခုကောင်ကြီးကျွန်တော်မတန်းသားကအတောင်နဲ့မခံဘူးအတောင်နဲ့မယိုသေးဘူးပေါ့။နောက်ပြီးတော့ကိုကောင်ကြီးကျွန်တော်တို့ဒီပေါ်တော့ဟိုဟိုချက်ခွတ်တွေရော့တွေပေါ့။အဲ့လိုနော်။ ျွန်တော်တခုစီပဲရှင်းပြမယ်မတန်းသားအတောင်မခံဘူးဆိုတော့ကျွန်တော်တို့သုံးတဲ့သမီးတွေကအသားချပေးတဲ့ချက်တရားအတောင်မကျိုးမချေဘူးလားကျွန်တော်ပြောချင်တာနော်အတောင်မယိုသေးတဲ့ချက်ကယုံကိုမယိုသေးဘူးကြီးကိုကြီးကျွန်တော်ပြောရှင်းရှင်းလေးဟိုမတူမတူကျွန်တော်လူတွေတောင်မှမတူလူအခုပြကျွန်တော်လူတွေစကားပြောတာကျွန်တော်ဒီဘာသာစကားမြန်မာစကားပဲပြောတယ် လားနောက်ပြီးတော့လက်ငါးချောင်းခြင်ငါးချောင်းခြေတော်ငါးချောင်းခြင်တော်ဒါပေမဲ့ကွဲပြားသွားတာရှိတယ်ဥမာတူနေတော့သွေးမျိုးစားရင်မတူဘူးကျွန်တော်ပြောနေတာဥမာဒီစိမ့်နဲ့တဲတယ်လို့ဟိုဒီလူကဒီစိမ့်နဲ့မတဲအဲ့လိုမတူဘူးတော့ညီကိုကျွန်တော်ပြောနေတာသဘောပေါက်လားချက်ကလည်းအတောင်ကအဲ့လိုပဲသူတို့အတောင်ယိုသေးတဲ့မျိုးစင်သက်ရှိတယ်လို့အတောင်မျိုးရဲ့ချက်တည်းရှိရဲ့မယိုသေးရဲ့ချက်တည်းရှိရဲ့ဒီမတန်းသားနဲ့လုံးဝမဆိုင်ဘူးညီကိုအဲကျွန်တော်ပြောတာယုံလားအကောင်ကမတန်းသားကိုထပ်တူကြည့်ပြောကြတယ်ဒီကြော်ရတယ်ပေါ့နော်ကြော်တယ်ဥတွေကိုကြော်ပြီးမှ နောက်တစ်ခါမှဖောက်မှချက်ကောင်းတာပေါ့နောက်ပြီးတော့အတောင်နေမယိုတရားဖြစ်တဲ့ချက်ခွတ်တီးညံ့တယ်ပေါ့ချက်သေးတီးပါတယ်မဟုတ်ပေါ့မတန်းသာရှေ့လူကြီးဘာလို့ပြောလဲဆိုတော့ကျွန်တော်ရဲ့ဒါအတွေ့အကြုံအသိနဲ့တွေးတောဆင်ခြင်းမျိုးစဉ်းစားလိုက်တာကျွန်တော်ကဥမာချက်တကောင်ပေါက်တယ်ဗျာပေါက်တဲ့တဲမှာဒီပေါ့နော်ဟိုချက်ဖာနှစ်ကောင်ပါရတာချက်မှနှစ်ကောင်ပါရတာသူကမောင်နှမချင်းကိုသူတို့ကမတိမတာလေးတွေလိုက်သွားကြတယ်သူကကိုကတော်တူတောင်သားဆိုတော့အလုပ်ကလည်းမားတဲ့အချင်းတို့စက်သမားကြီးတကယ်ဒီခေတ်ကလို professional မဟုတ်တော့တိုင်းဂရုမစိုက်တဲ့အချိန်မှာသူတို့ချင်းလိုက်တာရှိရဗျ။အဲ့ဂရုမစိုက်နိုင်လို့ကျွန်တော်ထင်တယ်။ကြက်စွာဗျကျွန်တော်ပြောချင်တာဦးဗျာဗျာဟိုဒီသွေးနဲ့ဒီသွေးနဲ့ရောနှောမှာဗျမကောင်းမဲ့နေမလားကျွန်တော်ထင်တာတော့။စဉ်းစားကြည့်တော့ညီကိုကျွန်တော်ပြောတာဟုတ်ဖြစ်နိုင်မလားတော့မသိဘူးဗျာ။ဘာလို့ဆိုတော့မရန်ဥမာကျွန်တော်ပြောမရန်တောက်လိုက်လိုက်ဥမာနေရိုင်းနဲ့ကျွန်တော်လိုက်လိုက်ကျွန်တော်ဒါအတွေ့အကြုံပဲ။အနေရိုင်းလိုက်တဲ့အချိန်မှာနှောက်သွေးမျိုးဆက်ပါတယ်နှောက်နေရသွေးပါ။ညီကိုစဉ်းစားကြည့်တော့ ရန်သားတကယ်ကဘလောက်ကောင်းလို့ဆိုစဉ်းစားကြည့်ကျွန်တော်ဒီတားကိုဖောက်ကြည့်လိုက်တယ်ဖောက်လိုက်လို့နောက်တသားကြလဲအဲနေရာနဲ့မလိုက်တော့တပည့်ကျတဲ့လိုက်တယ်ဒါမင်းတို့အဲနောက်တသားတွေနေရာမျိုးစကလီပါလာတာတကောင်တလီမှာတွေ့ရတယ်အဲ့တော့ကျွန်တော်ဘလို့စဉ်းစားအောင်ဆိုတော့အော်ဒီချက်ကိုဒီမရန်သားကိုဟာဒီမရန်ကျမအောင်ကိုတေချာလေးကိုကြိုက်တဲ့ဂျပန်နဲ့မြန်စီစီပြီးတော့ဖောက်လိုက်လို့ရှိရင်နောက်သွေးဆက်တွေပါမျိုးဆက်တွေပါပါလာမှာနောက်တသားပါသူမျိုးဆက်တွေပါလာမှာဆိုတေချာရင်းကြီးကိုအဓိကပြောချင်တာကတော့မောင်နှမချင်းမတိမတားလေးလိုက်သွားမှာကြောက်လို့ ါမရန်သားကိုကြော်လို့ပြောတာညီကိုကျွန်တော်ကကတော့